အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့တန်မိုးရှိသောရွှေစုတ်တန်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါလိမ့်ရှင်။တခါတော့ကမာလန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။မာလန်ဟာစင်ရဲသားလေးတစ်ယောက်ပါ။သူ့မှာမိဘလည်းမရှိဘူး။သူပါကသူပဲမျက်ရည်သမားလေးအဖြစ်နဲ့စားတော့နေရတာပုံ။ဒါပေမဲ့မာလန်ဟာညံကောင်းပြီးပကြီးစရာတိတ်ပြချင်တာ တို့ရွာမှာပကြီးဆရာကြီးတယောက်ရှိတာကို အားကြတာပေါ့လေဒါပေမဲ့စင်ရဲတဲ့မာလန်ဟာစုတ်တန်းချောင်းတစ်ချောင်းကလွဲလို့မဝယ်နိုင်ဘူးညီပေါ်မှာဒုတ်တစ်ချောင်းနဲ့ပုံတွေရေးပြီးနေကျင်နေရတယ်သူ့လက်ရာဟာအတော်ကောင်းဆိုပဲတနေ့တော့မာလန်ဟာပကြီးဆရာကြီးစီသွားပြီးသူ့ကိုပကြီးပညာသင်ပေးဖို့သွားပြောတယ်သိစင်ရဲတဲ့ကောင်းလေးဆိုတာကိုတည်နေတော့ဟိဟောက်လွတ်တာပေါ့မင်းကမင်းဘာကောင်ထင်နေလဲငမွဲကများပကြီးတင်နေလေးပါလေးနဲ့ တင်လဲတင်မပေးနိုင်ဘူး။ဘာဆုတ်တန်းမှလည်းမပေးနိုင်ဘူး။တော်တော်မာလန်ဟာဒီလိုအပြောခံရပေမဲ့စိတ်ပြတ်မသွားပါဘူး။သူတင်ညင်နာကိုတက်အောင်တင်ဖို့ပဲစိတ်ကူးရှိရင်ဘသူမှမတင်ပေးရင်ကိုပါသားပဲတင်မယ်ဆိုပြီးဒုတ်တချောင်းနယ်မြေပေါ်မှာအေးလေးခြင်းနဲ့မိုးပေါ်မှာပြည်နေတဲ့ငှက်တွေခြေထဲကငါးတွေတောထဲကသမင်းတွေအိမ်တွေကလထိုင်းတွေစပွဲတွေသစ်ပင်တွေတောင်တွေအစုံပါပဲသူမြင်သမျှကိုတွေ့ရမှာရေးပြလိုက်တာပါပဲ အဲ့ဒီလိုဇွဲကောင်းကောင်းနဲ့လေးချင်းတော့လေအထက်မြင်တာပေါ့သူရဲ့လက်ရာတွေဟာတကယ်ငှက်တကယ်ငါတကယ်တမင်တွေလို့ထင်ရလောက်အောင်ကောင်းနေပြီဒါပေမဲ့စုတ်တန်းတစ်ချောင်းမှမရှိတော့စကူပေါ်မှာလက်ရာများအောင်ရေဖို့ဟာဘယ်ဖြစ်နိုင်ပါမလဲတညာတော့စုတ်တန်းတစ်ချောင်းလောက်လိုချင်လိုက်တာဆိုပြီးတော့စိတ်ကူးနဲ့အိပ်ပျော်သွားတယ်ရုတ်တရက်ဆိုသလိုအဖိုးကိုတယောက်ပေါ်လာတယ်ကောင်းလေးမာလန်ရော့မင်းလိုချင်တဲ့စုတ်တန်း ရွှေစုပ်တန်ကိုတိတ်ကောင်းတိတ်လာတာပေါ့မာလန်ဟာအဲ့တိတ်ကိုအန်အောဝမ်းတာမိနေတယ်ကျေးဇူးတင်စကားတော့မပြောရသေးဘူးအဖိုးအိုကပျောက်ကွယ်သွားပါလေယောရွှေစုပ်တန်လေးကိုမမှန်မမော့နဲ့ပတ်သက်ရင်ချဲ့ငဲ့တာပေါ့ရွှေစုပ်တန်လေးနဲ့ငှက်ရုပ်လေးတရုပ်ကိုရေးကြည့်ရဲ့အော်စီရပဲအရင်ငှက်ရုပ်ကလေးဟာအတောင်တစ်ဖက်ဖက်ခါပြီးထပြန်သွားပါလေယောငါးရုပ်တရုပ်ရေးကြည့်တော့လေဒီတိုင်းပါပဲအမီးတစ်ဖက်ဖက်နဲ့ထလာပါလေယော မာလန်ဟာအဲ့ဒီငါးကို၆နဲ့ကိုသွားချပေးလိုက်ရတယ်။မာလန်ဟာသူ့ရဲ့ရွှေစုပ်တံလေးကို တိတ်သဘောကျနေတယ်။တကောရှိရဲ့ရွှေစုပ်တံလေးကိုယာပြီးမလို့ရွာတွေကစင်းရဲသားတွေအတော်ထုံနှုံးတွေနွားတွေပေါက်တူးတွေဆွဲဆွဲပြီးတော့ပေးတယ်။အိုးလိုချင်တဲ့သူကိုအိုးဖနက်လိုချင်တဲ့သူကိုဖနက်ပကံလိုချင်တဲ့သူကိုပကံဆွဲပေးတာပေါ့။မာလန်ရဲ့စုပ်တံအချောင်းကိုတထေးကြီးတိသွားတော့မာလန်ကိုဖမ်းခေါ်ခိုင်းတယ်။တထေးကြီးကသူ့အတော်ပုံနေရီခိုင်းတယ်။ ်မာလန်ဟာရုံမာတဲ့တထေးကြီးအတွက်တဘုံမှရေမပေးဘူးတထေးကြီးကစိတ်ဆိုးပြီးသူ့ကိုချုံနှောင်ထားလိုက်တဲ့အစားအစာမပေးပေးထားတာပေါ့သုံးရက်လောက်ကြာတော့မာလန်ဘာဖြစ်နေလဲဆိုပြီးတော့တထေးကြီးသွားကြည့်ရဲ့မာလန်ရဲ့အချုပ်ခန်းထဲကတိတ်ကောင်းတဲ့ဟင်းနဲ့နေကိုရှာရဲစားစရာတွေကလည်းစုံနေရောဟိုတကောရှိတဲ့စုတ်တန်နဲ့ရေးတာဖြစ်မှာပဲဆိုပြီးမာလန်ကိုတပ်ဖို့စီစဉ်မြန်နေပြီးရင်စုတ်တန်ကိုယူမယ်လေ မာလန်ရဲ့တသေးကြီးရဲ့တပည့်တွေကတော့မာလန်ရဲ့အချုပ်ခန်းကိုရောက်ရင်ပဲမာလန်မရှိတော့တာကိုတွေ့လိုက်ရတယ်။နေရန်မှာတော့လှေကားတစ်ခုထောင်းထားတယ်။မာလန်ဟာရွှေစောက်တန်နဲ့လှေကားကိုရေးပြီးတော့ထွက်ပြေးသွားပြီ။တသေးကြီးကလည်းအဲ့ဒီလှေကားပေါ်ကိုတက်ကြည့်ရဲ့အဲ့ဒီတော့မှပဲလှေကားကတဖြည်းဖြည်းပြောက်သွားပြီးတသေးကြီးလိတ်ကြပါလေရော။မာလန်ဟာသူ့မွေးခဲ့တဲ့ကြီးပြင်းခဲ့တဲ့ရွာကလေးကိုမခွဲခြင်းပြင်မဲ့တသေးကြီးကိုကြောက်တော့ထွက်သွားရတာပေါ့။ မြင်းတစ်ကောင်ကိုရေးပြီးတော့အဲ့ဒီမြင်းကိုစီးပြီးတော့ထွက်သွားခဲ့တယ်။တထေးကြီးနဲ့သူ့ရဲ့တပည့်တွေကဓားတွေလှမ်းနေကြပြီးတော့လိုက်လာကြတယ်။မာလင်ဟာမြင်းနဲ့ထွက်ပြင်းရင်မြို့တစ်မြို့ကိုရောက်လာတယ်။မြို့ရောက်တော့ဘာလုပ်ကင်စားတော့ရမလဲဆိုတာကိုစဉ်းစားကြည့်တယ်။နောက်ဆုံးတော့သူ့ဝါသနာပါတဲ့ပကြီးရေးဆွဲခြင်းနဲ့ပဲငွေရှာဖို့စိတ်ကူးရသွားတယ်။မာလင်ဟာပကြီးကားတွေကိုရေးပေမဲ့သူ့ရဲ့တကိုးရှိရဲ့စောက်တန်းကြောင့်သူများတွေမတီအောင်ရေးတယ်။ငါးပုံဆိုရင်အမီးမပါဘူး။ ဒါမှအမိခါပြီးရေကူးမပြာမှာကိုမျက်ဆိုရင်အတောင်တို့မျက်စီတို့မပါဘူးတမင်ကိုလည်းခေါင်းလောက်ပဲရေးရဲခြေထောက်ပိုင်းပြေးကုန်မှာကိုဒါပေမဲ့လူတွေကကြိုက်ကြပါတယ်တခါတော့ဗျိုင်းမုံတပုံရေးတယ်အဲ့ဒီဗျိုင်းကိုထမပြန်နိုင်အောင် မျက်စီမထည့်ပါဘူးဒါပေမဲ့စုတ်တန်ကဈေးတဇက်ဟာမျက်စီကိုထည့်ရေးရမယ့်နေရာပေါ်ကိုကြာသွားတယ်ဒါနဲ့ဗျိုင်းကထပြန်သွားပါလေရောအဲ့ဒီသတင်းဟာပြန်နံသွားပြီးဘယင်ကြီးစီကိုရောက်သွားတယ် ဘယင်းကြီးလဲတင်းတူဆိုတော့တည်ကျင်တာပေါ့သူ့တထပ်မှာတကားမှမကြဘူးလေဒါနဲ့ဘယင်းကြီးကအမိန်နဲ့မာလန်ကိုနန်းတော်စီကိုခေါ်လာတယ်ဘယင်းကြီးကိုတွေ့တွေ့ချင်းမာလန်ဟာသဘောမကြဘူးရွာကတထေးလိုပုံစံမျိုးလောဘဒေါသတွေမမာနာတွေထားနေတဲ့မျက်နှာမို့လေငါဘယင်းကသဘောငါခိုင်းတာလို့ဆိုတဲ့ရုပ်မျိုးကိုဘယင်းကဖားတကောင်မုံဆွဲခိုင်းရင်ရွံစရာအကောင်းဆုံးဖြစ်တဲ့ဖပြုတ်ပုံကြီးဆွဲပေးတယ် ငှက်တကောင်မုံဆွဲပါဆိုရင်လည်းငှက်တွေထဲမှာအယုတ်ဆိုးဆုံးဖြစ်တဲ့လင်းနာပုံဆွဲတဲ့မယင်ကြီးဖားလာလာငါလာလာတွေမရည်ရည်တဲ့မာလန့်ကိုခေါ်ပြီးထောင်ထဲထည့်လိုက်ပါလေရောမာလန့်ရဲ့တကိုးရှိရဲ့စုပ်တံကိုတော့တိမ့်လိုက်တာပေါ့မယင်ကြီးကလောဘကြီးလေတော့ရွှေတောင်ကြီးတထောင်ကြီးရဲ့ဒါပေမဲ့အံ့ဩစရာပဲရွှေတောင်ကြီးမဖြစ်ဘဲနဲ့ကြောက်တောင်ကြီးဖြစ်သွားပြီးပြိုကျကုန်လို့မနေရှောင်ရဲရွှေချောင်းတစ်ချောင်းဆွဲပြန်တော့လေအေယာမမွေးကြီးထဖြစ်ပြီးသူ့ကိုမျိုးရောင်မလိုရောင်လုပ်တဲ့ ဘယင်ကြီးလဲရွှေစုပ်တန်းနဲ့ပုံရိပ်ဖို့စိတ်မကူးရတော့ဘူးညင်းတကောင်ကြီးလိုကြားထဖြစ်နေရင်မခက်လားဓာနဲ့မာလန်ကိုထောင်ထဲကပြန်ထုတ်တယ်မာလန်ကိုချော့မော်ပြီးစုရီဘာရီပေးမယ်တမီးတော်နဲ့ပေးစားမယ်အိမ်ရှင်မင်းသားဖြစ်နေရမယ်လို့ချော်ရပုံမာလန်ကလည်းသူ့အကျန်းနဲ့တူးဆိုတော့မငင်းနေတော့ပါဘူးဘယင်ကြီးကသူ့ရဲ့လောဘကိုမာလန်မရိပ်မိအောင်ပင်လေပုံကိုပဲအအောင်ရေခိုင်းနေမာလန်လည်းပင်လေပုံရေးပေးတယ် ပင်လယ်ဟာလှိုင်းလင်းငြိမ်ပြီးတော့တာယာနေရဲ့ဒါပေမဲ့ဘယင်ကြီးကငါးကလေးတွေပါရီထည့်ရေးပါလားဆိုတာနဲ့ရောင်စုံငါးလက်လာလေးတွေပါရှိပြလိုက်တယ်။ငါးလက်တွေကတိတ်လာတိတ်ကြည့်လို့ကောင်းတာပေါ့။ဘယင်ကြီးကကြည်နေတော့မှပဲငါးကလေးတွေကဟိုးဝေးကိုကူပြေးသွားကြတယ်။ဘယင်ကြီးကသဘောကျလုံးတော့ငါးလက်တွေနောက်ငါးလိုက်ကြည့်ဖို့လှေတပုံဆွဲပေးပါဦး။မာလန်လည်းရွက်လေးကလေးတစ်စင်းကိုဆွဲပေးတယ် ဘယင်ကြီးဟာအဲ့ဒီရွက်လေကလေးနဲ့ငါးတွေနောက်လိုက်သွားတယ်။လေငိမ့်နေတော့ရွက်လေဟာအသွားနှီးနေတာပေါ့။လေပြင်းပြင်းတိုက်ပါဟာဒါမှရွက်မင်းလို့ရမှာ။မာလန်ဟာဘယင်ကြီးရဲ့စကားအတိုင်းလေတိုက်နေတဲ့ပုံကိုရေးပြလိုက်တယ်။အကျံနေဆိုတော့လေကိုခက်ပြင်းပြင်းတိုက်ပုံရေးတာကိုလိုင်းနေထလာပြီးတပြေးပြေးနဲ့လှိုင်းလုံးတွေကကြီးလာတယ်။လေကပိုပြင်းလာတယ်။ဘယင်ကြီးက တော်လောက်ပြီဟဲ့ရက်တော့ရက်တော့လို့ဩပေးမယ်မာလန်ဟာမကြားချင်အောင်ဆောင်းပြီးလေတိုက်ပုံကိုပဲဆက်ဆွဲတယ်လေပြင်းမုန်နိုင်ကြီးဖြစ်ပြီးဘယင်ကြီးနဲ့သူ့ဘောင်မာရီပါတဲ့ရွက်လေးကိုနှစ်မြုပ်ပေးလိုက်တာပေါ့အဲ့ဒီကလေးကမာလန်ဟာပျောက်သွားလိုက်တာဘယ်ရောက်လဲလို့ဘယ်သူမှမသိကြတော့ပါဘူးတချို့ကမာလန်ဟာသူ့မွေးဖွားချီးမြှင့်ခဲ့တဲ့ရွာကလေးကိုပြန်သွားတယ်လို့ပြောတယ် တချို့ကတော့မာလန်ဟာအရက်တကားလဲပြီးတကိုးရှိရဲ့ရွှေစုတ်တန်လေးနဲ့စီရဲသွားတဲ့ကလေးတွေအတွက်ပုံနေရေးပေးနေတယ်လို့ပြောကြပါတော့တဲ့ကွယ်အခုဒီဇာပေမှာကတော့ဝက်သားတုံးကြီးဒူကောင်လောက်ဆိုရဲပုံမြင်လေးပဲဖြစ်ပါလေရှင်တခါတော့ငါလဲကုံသေးတွေဖြတ်တန်းသွားလေးရှိရဲလမ်းဆောင်မှာကြီးမားတဲ့တာလရန်စီရဲ့ကြီးတစ်ခုရှိရဲစရဲ့ကြီးမားကြီးမားကျယ်ပြန့်လာကြခရီးသွားတွေချောင်ချီစွာတဲကူနေတာပေါ့ ကျယ်ရဲ့ကြီးမားကြီးမားလွန်းသဖြင့်အမဲနေသူတွေရှိပါနေလျက်နဲ့အာခန္ဓူရများအတွက်နေရာခက်ခဲမပေါ်ပေါက်ခဲ့ပြီထိုကျယ်ရဲ့တွင်အမဲနေသူများမှာမျက်မမြင်ပုံနာ၆ကျိပ်ပဲဖြစ်ပါတယ်အချို့လဲတွိုင်းရင်လာရင်တဲခိုရကကောင်းမှန်းသည့်သဖြင့်ကျယ်ရဲ့မှာမခွာတော့ကြီးအချို့လဲဤကျယ်ရဲ့သို့လာရောက်ပို့ဆောင်ခံရသူများဖြစ်တယ်ထိုတို့ပြည့်ရခြင်းမှာဤနေရာ၌ရေမိုးမခက်ခဲနေစရာစားစရာမပူပင်ရတာကြောင့်ပါပဲ။ ဤသို့လည်းရင်တားလျယံစရက်ကြီး၌မိခိုနေထိုင်သောမျက်မမြင်ဒုက္ခိတာပုံနာ၆ကြိမ်ဟာခရီးသွားရရဲ့ပေးစာကန်းစာကိုမိခိုနေထိုင်ကြရတယ်။သူတပားရဲ့ပေးစာကန်းစာဖြစ်တာကြောင့်အကောင်းလဲပါတယ်အညံ့လဲပါတယ်အရှံပဲပေါ်မြတဲ့နေရှိရဲ့ဤသို့မလောင်ငါတော်နေလဲရှိပါတယ်။မျက်မမြင်များမှာတခြားအလုပ်လဲမရှိတစုံတစ်ခုသောလူကိုလည်းရှာကြံတီထွင်၍မလုပ်ကြ။ဝိုင်းဖွဲ့စကားပြောဆိုခြင်းမြင်တာအချိန်ကုန်ခဲ့ကြတယ်။ထို့သောဝိုင်းဖွဲ့ပြောရမှာ ွဲသူများမှာနှောင်းမဝကိုတလွမ်းတဆွေပြောကြတယ်။အချို့ကရှင်ပြုစဉ်ကရွှေထီးဆောင်ရပုံများကိုတန်းတာချဲကတွားဝါကြတယ်။တနေ့မှာတော့စကားဝိုင်း၌ဒုက္ခိတပုံနာတယောက်ကပြောတယ်။ပြောရင်အဆွေတို့ယုံမှာမဟုတ်ဘူး။ကျုံမင်းမနဲ့ကျုံမင်္ဂလာဆောင်တော့ကဆိုရင်လာသမျှလူတိုင်းကိုမွေးပွားတစ်ပတ်တစ်ထည်စီလက်ဆောင်ပေးတာလားကျွေးတဲ့သမင်းကလည်းအုံးသမင်းကိုဝတ်သားနေကျွေးတာဘယ်စားနိုင်မှာတော့ငယ် နားထောင်နေတဲ့ဒုက္ခိတများတဲ့ကတယောက်ကအဲ့ဒီတုန်းကအကျုံကိုခေါ်ပြီးကြွေးပါတော့ဗျာဝတ်သားတုံးတုံးကိုဒူးကောင်းလောက်မှကြီးရဲ့လားဗျာလို့မျက်နှာမော်ပြီးတော့မေးတယ်။ဝတ်သားတုံးတွေကြီးပုံများတော့မပြောပါနဲ့တချို့ဆိုဝတ်သားတစ်ဖက်ကိုကုံအောင်မစားနိုင်ဘူး။အောင်းမေခမည်းဝတ်သားဖက်ကဘလောက်ကြီးလို့စားမကုန်ရမှာတော့စားပြချင်လားတဗျာ။တယောက်ကတရေတများများကြလည်းရဲ့ဒေါသတကြီးနဲ့ပြောတာပေါ့ ်သူကခါတခြားတယောက်ကလည်းဟုတ်ပါဗျာသူ့ဝသားတော်ကကြုတ်ကောင်းထက်မကြီးနိုင်ပါဘူးစားကျင်လိုက်တယ်လို့ကြုံသွားတယ်။သူအချိန်မှာပဲလူတယောက်ကသူ့နဲ့မနီမဝေမှာရက်ပြီးတော့နားထောင်နေတယ်။တစိမ်းနားထောင်နေမှမသိတဲ့ဒုက္ခိတတွေကတော့အပြောမပြတ်ဘူးပေါ့။အဆွေရဲ့မင်္ဂလာဆောင်ကဝက်သားပဲကြွေးသလားအမဲသားတို့ကြက်သားတို့ငါးတို့မပါဘူးလား။ပါရာဘောဗျငါးမှာငကြင်းငတိုင်းငပတ်ငဖဲ မစားလိုက်ရတာနားတယ်ကွာဆရာတို့ဆရာတို့အတန်ပေးလျက်နဲ့လူစိမ်းဟာဒုက္ခိတတွေဘေးကိုရောက်လာတယ်ဒုက္ခိတတွေကတိတ်ဆိတ်သွားပြီးတယောက်ကဘသူပါလဲဘာကိစ္စပါလဲလို့မေးလိုက်တယ်ကျွန်တော်ပါဟိုဘက်ရွာကပါဆရာတို့အစားအစာအကြောင်းပြောနေတဲ့တန်ကြားတဲ့အတွက်ဟိုဘက်ရွာကအလှကိုပို့ပေးခြင်းစိတ်ပေါက်လာလို့ပါမလောက်ပါနဲ့ဗျာအလှရှင်ကစေတနာမရှိရင်စိတ်ဆင်းရဲနေပါမယ် လူရှင်ကစေတနာရှိပါတယ်ဗျာခမရတို့က၆ကြိတ်ကြီးကောင်ဖြစ်နေလို့တာဝန်ယူပြီးသွားခေါ်ပြန်ဖို့လုပ်ရမယ်လူအခက်ခဲဖြစ်နေတာကျွန်တော်ကတော့ခမရတို့ပြောနေတဲ့ကြားလို့စေတနာရှိလာတယ်ထိုအခါခေါင်းခံပြီးပြောသူကခြေပါတယ်ကျုပ်တို့ကိုခေါ်ရတာမခက်ပါဘူးမိတ်ဆွေတယောက်ခါကိုတယောက်ကင်ပြီးအဆွေခေါ်ရကိုအေးအေးစစ်စစ်လိုက်မှာပါဟင်းကောင်ကျွေးကောင်ဝဝလင်းလင်းမစားရတာလဲကြားပါပြီကုညီပါအဆွေး ကောင်းပြီလေတယောက်ခါကိုတယောက်ကင်မိလိုက်ခဲ့ကြပြီရောဒုက္ခိတာတွေကိုအလူအင်ကိုခေါ်သူမှာလူလောင်လူတယောဖြစ်ပါတယ်သူ့အတော့ရှေးဆုံးတယောက်ရဲ့လက်ကိုဆွဲခေါ်လာတယ်သူ့နောက်ကလူများမှာတယောက်ခါကိုတယောက်ဆွဲလည်းရဲ့တရွေ့ရွေ့လိုက်ပါလာကြတယ်အတန်ငယ်သွားမိရဲ့ခါလူတယောက ဖြောင်းပြောင်မသွားပဲဘေးကိုကွေးတယ်ထိုအခါရှေးဆုံးလူကလည်းနောက်ဆုံးလူရဲ့နောက်ကိုယောက်လာတယ်လူလောင်လေးနောက်ဆုံးလူရဲ့ခါတဲ့ကိုရှေးဆုံးလူရဲ့လက်ကိုချိတ်ပေးလိုက်တာပေါ့ ဒုခိတာ6ယောက်တို့ဟာတယောက်ခါတယောက်ကိုင်းလျက်လူတွဲဝိုင်းကြီးဖြစ်ကခြုံကြီးတစ်ခုကိုပတ်ချလဲလှဲ့နေကြပါတော့တယ်ကွယ်အခုတင်ဆက်ပေးမှာကတော့ငွေနှစ်သာဖတ်သက်ခြင်းသည်ဆိုရဲပုံမြင်လေးပဲပုတ်ဖြစ်ပါရဲ့ရှင်။ထွန်းထွန်းထန်ကပစံချီမဲစာငွေဟောင်းနှစ်သာဖတ်သက်ခြင်းနဲ့တူရရင်ငွေလိုနေတာကြောင့်ကြော်စီရမှာမျက်စိမိပြီးတော့ချင်ကြရတော့တယ်။တငယ်ချင်းငါ့မှာကတိကတ္တငွေ၁၀တဲလိုနေလို့တရက်လောက်ချီပါကွာ။ တဆယ်လေးမြောက်กว่าပြောမနေစမာနဲ့စမောမတ်တာပါဒီလိုဆိုတော့လဲအဟုတ်သားပါလားကြော်စရာဝမ်းသာလို့မဆုံးခင်မှာပဲထွန်းထွန်းကစကားဆက်တယ်တခါတော့ရှိရဲกว่าငါအိတ်ထဲမှာငွေဘလောက်ရှိတယ်ဆိုတာပြောနိုင်ရလိမ့်မယ်လောက်ပြီกว่าငါကမင်းအိတ်ထဲဝင်ပြီးချောင်းကြည့်ရဲပိုးဟမမဟုတ်တာဘလို့သိမှာတော့လွဲပါတယ်กว่าငါအိတ်ထဲမှာရှိတဲ့ပစံအကြီးအတွက်ထက်ဝက်ဝက်လိုက်กว่า အဲ့ဒီရဲ့အေးအတွက်ရဲ့နှဆာနဲ့အဲ့ဒီတဝက်ကိုရောလိုက်ကွာရတဲ့အေးအတွက်နဲ့အဲ့ဒါရဲ့လေးစားကိုထပ်ပြီးရောရင်950ရှိရဲ့ကဲငါအိတ်ကထဲမှာဘလောက်ရှိလဲကြော်စီယာကခေါင်းကိုကုတ်ပြီးရောညှိထားလိုက်တယ်မင်းကမင်းတင်ချတော်တယ်ဆိုပြီးပညာဖြတ်လာလားလွယ်လွယ်ကလေးမလို့မင်းတည်ရဲ့ထင်မိမိတာပါတော်ပြီကွာမယူတော့ဘူးကြော်စီယာစိတ်ကောက်ပြီးထွက်သွားတာကြောင့်ထွန်းထွန်းကနောက်ကလိုက်ဆွဲတယ် ငါစိတ်မကောင်းအောင်မလုပ်ပါနဲ့ကွာရော့ရော့ရော့ပျော်ပျော်ဆူဆူနဲ့ထုံထုံကသူ့အိတ်ထဲကငွေစက်ကိုတရွက်ကိုထုတ်ပေးလိုက်တာပေါ့ကျော်စရာကလည်းသူ့အိတ်ထဲမှာရှိတဲ့မြတ်အာလုံးကိုထုံထုံကိုထုတ်ပေးခဲ့ပြီးချိန်လင်ပေါ့ပါစွာနဲ့ထွက်သွားသွားတယ်။ဒီတော့ထုံထုံကမိမြထုတ်ပေးပြီးကျော်စရာကမိရွေ့ပြန်အံခဲ့သည်နီလို့တွေးတော့စရာဖြစ်ပါတော့တယ်ကွ။အခုတင်ဆက်ပေးမှာကတော့ဒက်စာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ ဂျော်နီဟာအိမ်ယာထဲမှာနေမကောင်းဖြစ်နေတော့ဘေးရင်ကကောင်မလီကသူ့အတွက်စိတ်မကောင်းဖြစ်နေတယ်။ကောင်မလီကဂျွန်ဘာဖြစ်တာလဲအမေဒီနေ့လေသမီးသူနဲ့ဈေးလိုက်နိုင်ပါမလား။အမေပြောတော့နှစ်ယောက်စလုံးကိုခေါ်သွားမယ်ဆိုတယ်။သူ့အမေကဟဲ့အေးသူမလိုက်နိုင်တော့ဘူးသမီးလေးဂျူဟန်နာရဲ့သူ့ဝမ်းမကောင်းမှုထင်ပါရဲ့ပြန်ကောင်းလာတဲ့အထိတစ်ပတ်လောက်နှစ်ပတ်လောက်နေရအောင်မေလို့ပြောရင်းဒါကြောင့်ဂျူဟန်နာနဲ့သူ့အမေဟာဂျွန်နီမပါဘဲနဲ့ဈေးသွားခဲ့ရတယ်။ ဂျွန်ဟန်နာစီစောပေါ်မှာတယောက်တည်းစီရလို့ပြောစရာသိမ့်မကောင်းဘူး။သူဟာသူ့နဲ့မတီးတဲ့တခြားမိန်းကလေးတယောက်နဲ့ဒန်းစီရဲ့ဒါပေမဲ့မိန်းကလေးကဒန်းကိုသိပ်အမြင့်ကြီးလွှဲတာမလို့သူ့သဘောမကျမိဘူး။သူကသူ့အမေကိုတမီးသိမ့်မပြောတော့ဘူး။ဂျွန်နီကိုပါစေခြင်းနဲ့ကြည့်ပါအောင်။ခွက်လေးထဲမှာထောင်ထားတဲ့အုံသီးလေးတွေကဖာလို့ဖို့လေ။သူ့အမေကအဲ့ဒါအုံသီးပြတန်းကစားဖို့လေ။ မီးကတသားဘောင်လုံးလေးလုံးသုံးလုံးကိုပြား20နဲ့ဝယ်ပြီးရင်အဲ့ဒီဘောင်လုံးလေးတွေနဲ့အုံသီးကိုပြစ်ချီတလုံးကိုထီပြီးကြာသွားရင်အဲ့ဒီတလုံးကိုသမီးပိုင်နေတယ်ဂျိုဟန်နာကအဲ့ဒါကိုအိမ်ယူလာလို့စားလို့ရသလားလို့မေးတယ်သူအမေကအေးအိမ်ယူလာလို့ရတယ်ဒါပေမဲ့ဒီလောက်အများကြီးစားဖို့မတော်ဘူးကွယ်တဲ့အုံသီးတလုံးဟာတိတ်ကြီးတယ်ဟောရီမှာပြား20သမီးရေအုံသီးတလုံးလောက်သွားပြစ်ချီ ဂျိုဟန်နာက သိပြောသွားတာပေါ့သူဟာအုံသီးပြတန်းကစားတဲ့လူကြီးကိုပြား၂၀ပေးပြီးတော့တသားပေါ်လုံးသုံးလုံးယူလိုက်တယ်။ပထမတလုံးကိုသူပြစ်လိုက်တော့အုံသီးဘေးနာလေးတောင်မထီဘူး။ပြီးတော့ဒုတိယတလုံးကိုသတိထားပြီးထပစ်လိုက်တယ်။ဒါပေမဲ့မမှန်ပြန်ပါဘူး။ဂျိုဟန်နာကငါအပြစ်မတော်ပါလားနော်လို့ပြောရင်နောက်ဆုံးတလုံးကိုခက်ပြင်းပြင်းလေးလှဲပစ်လိုက်တာအုံသီးကိုမှန်သွားပြီ။အုံသီးဟာခွက်ထဲကပြုတ်ကျလာတယ်။ဟေးတမီးအုံသီးရပြီလို့ ်ပျော်ရွှင်စွာနဲ့ပြောလိုက်တာပေါ့လူကြီးကသူ့ကိုအုံသီးပေးလိုက်တော့သူဟာသူ့အမေစီကိုပြေးသွားတယ်အမေရေတမီးတော့အုံသီးတစ်လုံးမှန်သွားပြီအကြီးဆုံးအုံသီးလို့ဂုံရင်ဝင့်ကြွားစွာနဲ့ပြောလိုက်တာပေါ့တမီးဒီအုံသီးကိုဘာလို့ရမှာလဲဂျွန်နီကိုပေးလိုက်ရင်ကောင်းမလားသူ့မနေမကောင်းလို့ဈေးကိုမလိုက်နိုင်တာရေသူ့အမေကอืมသူ့ဒီအုံသီးကိုစောင်းခွင့်ရမှာမဟုတ်ဘူးတမီးရဲ့အလဟတ်သက်ဖြစ်သွားမှာစူရတယ်လို့ပြောတယ် ဂျိုဟန်ကလည်းသူနည်းနည်းလေးတော့စားခွင့်ရမှာပါအမေရာလို့ပြောပြီးအုံဒီကြီးကိုပိုက်ခါအိမ်ကိုပြန်လာခဲ့တယ်။သူဟာဂျိုနီကိုကြည့်ဖို့တန်းဝင်လာတယ်။ဂျိုနီရဲ့လို့အိမ်ခန်းထဲကိုဝင်ရင်းနဲ့អော်လိုက်တယ်။ငါဈေးကရလာတဲ့အုံဒီကိုကြည့်စမ်းအကြီးဆုံးပဲအဲ့ဒါနေအတွက်ဟေးတယ်။ဂျိုနီကအေးငါအုံဒီတိတ်ကြိုက်တာဟာလို့ပြောတယ်။ငါအမေကိုခွဲခိုင်းပြီးနည်းနည်းစားလိုက်အောင်မယ်။အော်အမေကဒီမှာပဲ။မေမေရေး ဂျွန်ဟန်နာယူလာတာကိုကြည့်ပါဦး။သူ့ဈေးကရလာတဲ့အုံဒီကြီးဗျ။တားအတော့တဲ့ခွဲပေးပြီးတော့ဒစိမ့်လောက်ပေးပါလားအမေရဲ့။တားကအုံဒီသိမ့်ကြိုက်တာ။သူ့အမေကတားရဲ့စားလို့မရဘူးလေ။ဒီလိုဝမ်းမကောင်းစေမဲ့အစားအစာတွေမစားရဘူး။စားရင်နေမကောင်းဖြစ်မှသေးကြတယ်ကွ။ဂျွန်နီကမဖြစ်နိုင်ပါဘူးအမေရပိုတော်နေကောင်းလာမှာဒီဟာကိုအလဟတ်တမဖြစ်စေချင်ဘူးအမေရဒစိမ့်လောက်ခွဲပေးပါအမေရအမေနဲ့အဖွာရော အဖွေရောက အုံသီးမှမကြိုက်ပဲဒါကလွယ်လို့ဘသူမှမကြိုက်ပဲဟာတယ်အုံသီးတဲကြိုက်တဲ့သူတယောက်တော့အမေတိပါတယ်ကွယ်အလကားမဖြစ်စေရပါဘူးအိမ်လာတဲ့ဧည့်သည်လေးတွေကအုံသီးကြိုက်ကြမှာပါတယ်ဂျွန်နီနဲ့ဂျိုဟန်နာကလည်းဘသူရယ်လဲလို့မေးလိုက်တယ်ဂျွန်နီရဲ့အမေကတွေ့မှာပေါ်လို့ပြောပြီးအုံဒီနဲ့အခန်းထဲကနေထွက်သွားတယ်။မကြာခင်သူပြန်ရောက်လာတော့အုံဒီကိုနှစ်ချမ်းခွဲလာတယ်။အထဲမှာအသားတွေကဖြူဖွေးနေတော့ဂျွန်နီကတစိမ့်လောက်စားခြင်းလာတာပေါ့ မစားနဲ့သားရဲစားလို့မရဘူးဒါပေမဲ့ဂျိုဟန်နာကတော့ကြိတ်တလောက်စားလို့ရတယ်လို့အမေကပြောတယ်။ဂျိုဟန်နာကဂျွန်နီစားလို့မရဘူးလားအတော်ရဲ့ဒါဆိုဒီအုံသီးကိုအတော်ဘာလို့မှလဲဘသူတွေကကြိုက်တဲ့တလဲလို့မေးလိုက်တယ်။ဂျွန်နီအမေက ကြည့်လေမြင်ရမှာပေါ့လို့ပြောပြီးပရင်းပေါက်ကိုသွားကပရင်းပေါက်တကားကိုဖိလိုက်တယ်။သူ့အမေလက်ထဲမှာတန်တချောင်းသူ့နဲ့ဂျိုးကိုဂျွန်နီတွေ့ရတယ်။သူ့အမေက ပရင်းပေါက်ထိန်သားကတက်သားကိုတန်ရိုက်တယ်။ ်ပြီးတော့အုံဒီတချမ်းကိုကျိုးနဲ့ချီပြီးတော့တန်မာချိန်လိုက်တယ်။နောက်တချမ်းကိုတော့အောက်မှာဆက်ချိန်လိုက်တာပေါ့။ဒါတွေကိုဂျွန်နီနဲ့ဂျိုဟန်နာတို့ကစောင့်ကြည့်နေကြတယ်။သူ့အမေကမင်းတို့တွေကစားရင်းနဲ့အုံဒီကိုစောင့်ကြည့်နေကြပေါ့။ဧည့်သည်လေးတယောက်ဒါမှမဟုတ်နှစ်ယောက်သုံးယောက်ကိုတွေ့ရမှသေးကြတယ်။ဂျွန်နီအမေပြောတာမှန်ပါတယ်။7မိနစ်အကြာမှာပဲရုတ်တရက်တောင်မှန်ခတ်တန်းပေါ်ထွက်လာပြီးအုံဒီပေါ်ကိုလှပတဲ့ငှက်လေးတစ်ကောင်ထိုးဆင်းလာတယ် ငှက်လေးကအပြာနဲ့အဝါရောင်ဖြစ်ပြီးခေါင်းမှာအပြာရအကွက်ကလေးနဲ့ကြလိကြလိကြလိလို့အော်မီရင်တောက်ပါတဲ့မျက်လုံးလေးတွေနဲ့ကလေးတွေကိုကြည့်ပါတယ်။ကလေးတွေကတော့ကြည့်ပြီးတော့သဘောကျနေတာပေါ့။ငှက်လေးဟာအုံသီးကိုဇူးဇူးဆက်ဆက်ထိုးဆေးလိုက်ပြီးတော့တခြားတစ်ကောင်ကိုခေါ်လိုက်တယ်။ဒုတိယငှက်လေးကပြန်ဆင်းလာတယ်။ဒီတစ်ကောင်ကတော့အကောင်ပိုကြည့်ပြီးတော့အယောင်ကပိုစိမ့်နေ။ခေါင်းမှာအနက်ကွက်လေးနဲ့ကြလိကြလိလို့အတန်ကျဲကြီးအော်မီပြန်နေ။ ဒီနောက်ဂျွန်နီရဲ့အမေအခန်းထဲကိုဝင်လာတော့ငှက်လေးနှကောင်ကိုတွေ့သွားပြီးအော်အဲ့ဒီလေးတွေရောက်နေပြီကိုလို့ပြောလိုက်တာပေါ့ကြည့်ဒီအကောင်လေးတွေကငှက်ပြားလေးကွယ်ဒီတကောင်ကတော့ပိုကြီးရဲ့နှကောင်ဆုံးကအုံတိကျကြတယ်မင်းတို့ကဒီနေရာမှာသူတို့ကိုနေ့တိုင်းအစာကျွေးရင်သူတို့မိသားစုတွေပါခေါ်လာကြလိမ့်မယ်တဲ့အမေပြောတာမှန်ပါတယ်ငါတွေဟာအုံဒီကိုတနေ့လုံးလာစားတာကိုဂျူနီ မျက်တောင်မခတ်ဘဲငင်းနေမိရဲ့။သူဟာနေပိုကောင်းလာတယ်လို့ခံစားရတယ် စားကျင်တော့ခြင်းနဲ့စိတ်ပြန်ဝင်လာပြီးအစားပြန်စားနိုင်နေစိတ်ဟာဝင်ကတော့တိတ်သဘောကြနေရပေါ့မင်းပါလို့တလောက်မြင်မြန်ကြီးကောင်းလာရတယ်ငါစဉ်းစားလို့မရဘူးနေကလည်းတိတ်မသားပါဘူးလို့ပြောတယ်ဂျွန်နီကဒါဆိုကျွန်တော်ကိုအုံသီးလာပေးတာမှန်သွားတာပေါ့လို့ပြောတော့ဆရာဝင်ကသူ့အမေကို အလန့်တကြားနဲ့မျက်လုံးပြူကြည့်တယ်။သူ့အုံသီးတော့မစားပါဘူးနော်တဲ့။ဂျွန်နီကမစားပါဘူး။ဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေတော့စားပါတယ်လို့ဖြေရင်း ငှက်ပြားလေးတွေထိုးစိမ့်နေတဲ့အနာက အုံဒီချန်တွေကိုလက်ညှိုးထိုးပြတယ်။ဇယဝင်ကလည်းသဘောကျလို့ရည်ပါလေရော။ကောင်းနေကောင်းနေနေမကောင်းတဲ့ကလေးတွေအုံဒီကိုဒီနည်းနဲ့အသုံးပြုတဲ့သူတို့ကိုကြုတ်ပြောပြရမယ်လို့ပြောလိုက်ပါတော့တယ်ကွ။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။